pink sauce pink sauce ဆိုတာကတော့စားကိုမှအမြင်လအောင်ပန်းရောင်လေးနဲ့ထုတ်ထားတဲ့စားမဟုတ်ပါဘူး။နဂိုအတိုင်းကောပန်းရောင်ဖြစ်နေတာဖြစ်ပါတယ်။ Pink Sauce ကိုဟီမလေးယားပန်းရောင်စာ၊ဟီမလေးယား Pink Sauce လို့လည်းခေါ်ကြပါတယ်။ပန်းရောင်စာတွေဟာသဘာဝအတိုင်းထုတ်ယူထားတာမို့လို့သာမန်စာတွေထက်ထူးခြားမှုရှိပါတယ်။တနည်းပြောရရင်ပန်းရောင်စာဟာစားကြမ်းတစ်မျိုးပါပဲ။ဒါပေမဲ့သာမန်စာထက်ပါဝင်တဲ့ဓာတ်တွေကနည်းနည်းများပါတယ်။ ပန်းရောင်စားကိုသုံးခြင်းအဖြစ်အာနိသင်ကောင်းတွေရရှိနိုင်ပါတယ်။ပန်းရောင်စားတွေဟာတာမန်စားတွေထက်ဓာတ်ပါဝင်မှုအနည်းငယ်များတာကြောင့်ပန်းရောင်စားကိုစားသုံးခြင်းအဖြစ်ခန္ဓာကိုယ်ထဲက electrolyte ကိုညှိပေးပါတယ်။နောက်ပြီးခန္ဓာကိုယ်ကအစိတ်အတောက်တွေကိုပန်းရောင်စားနဲ့ရေစိမ်ပြီးတော့လဲဖယ်ထုတ်နိုင်ပါသေးတယ်။အသက်ရှူလမ်းကြောင့်သက်ဆင်မှုအတွက်လဲပန်းရောင်စားကိုအသုံးပြုနိုင်ပါသေးတယ်။ဒီတော့ န်းအောင်စားကတာမန်စားတဲ့ဓာတ်ပါဝင်မှု အနည်းငယ်ပုံများတဲ့စားတဲ့မျိုးပဲဖြစ်ပါတယ်။နောက်ထပ်လည်းဗဟုသုတဖြစ်ပေါ်ရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့သူတို့ရဲ့တိလူရ Channel လေးကို follow လုပ်ပေးခဲ့ကြပါဦးနော်။အစောနေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။